တ်တယ်သူတို့မှဲ့ကိုလည်းသဘောကျနေတဲ့ပုံတော့ဖြစ်နေရပေါ့နော်ဆိုတော့ငါကမ္မလေးလည်းတွေ့တယ်သမီးတို့မှလည်းပါတယ်ကျမတို့မှလည်းပါတယ်အဲငါမှလည်းပါတယ်ဆိုတော့အမျိုးသမီးတွေလည်းတွေ့ရပါတယ်ဘယ်နဲ့ညာနဲ့ကွဲသေးတယ်ထင်တယ်ကြည့်ရတာဆိုတော့ဒါတော့ကောက်ကောင်းတယ်အင်းမြညာဘက် အောက်တန်ညပဲကန်ကန်ကောင်းတယ်လို့တော့မြင်တယ်ဘုတ်ကန်ကြီးတယ်ကန်ကောင်းတယ်လို့တော့မြင်ပါတယ်ဟုတ်တချို့ရောက်ချောင်းရောက်ချောင်းလေးတော်တော်များများတော့သဘောကျနေပါတယ်အဲ့မိကလေးကြီးကြောက်တယ်ငကိုတဲကိုကလည်းနည်းနည်းရောက်ချောင်းလေးသဘောကျတဲ့မတ်နေမှာဆိုရင်မိကလေးတွေကနည်းနည်းလေးခရက်ထတတ်တယ်ပေါ့နော်ဆိုတော့အင်မီကဓာရီကသိနေကြပဲဆိုတော့အမလီဘလို့ဝတ်ထားလဲဘာဖြစ်နေတယ်ညာဖြစ်နေတော့ရေးထားရေးထားပါဘာဒါပေမဲ့ဒုန်းခဲပါလို့ဘာမှစိတ်ဝင်စားဘူးဒီလိုစိတ်ဝင်စားလို့ရှိရင်တော့ လူပညာရှင်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အမေကအစိတ်ဝင်စားဘူးလို့ပြောချင်ပါတယ်ချစ်တဲ့လူကတော့ချစ်နေမှာပဲလို့ပြောချင်ပါတယ်မှန်တယ်ပေါ့နော်ဒါဒါပေမဲ့နည်းနည်းဖိဖျားဖိဖျားသလိုတော့ဖြစ်နေရပေါ့နော် dress ကိုနည်းနည်းစင်ပြဝတ်ထားရတဲ့အတွက်အစ်စ်မန်ကတော့အထက်နည်းနည်းပိုဖောင်းသလားနော်ဒီနေ့ကအမီဝတ်နေကြမဟုတ်တဲ့ဖက်ရှင်လေးဝတ်ထားပါတော့။တကြံနဲ့နီးတော့တကြံမှုလေးရနေပါတယ်။ဟုတ် အဓိကတော့ဟိုဘဘဝန္တတိမ်မဲပေါ့နော်အမီကိုညီမလေးပွက်တက်ပေးပါဆိုလို့အမီရောက်လာတာပါဟုတ်အခုပေါ့နော်အမီတို့ကားပြီးရင်ဒီကားတင်မယ်ထင်တယ်ဆိုတော့ဟိုမျှော်လင့်ထားတဲ့အတိုင်းထပ်ပို့ပြီးတော့အောင်မြင်ပါစေလို့အရင်အဲဆုတောင်းပေးချင်ပါတယ်ဟုတ်အဓိကပေါ့နော်အမီကိုမြင်တဲ့ချိန်မှာအများရန်လူကြီးတယောက်လိုမြင်နေတာလည်းပါတယ်ပေါ့နော်စပင်ရောက်ပေါ့ဆိုတော့အမီကလူကြီးတယောက်မဟုတ်တဲ့အကြောင်းကိုမျက်နာရောဖက်ရှင်ရောကနေပြလိုက်တာပါဟုတ် ရချင်းမပိုရှိတယ်ပေါ်ပါလန်ဆန်ပြီးတော့ fresh ဖြစ်နေရပေါ့သူများရေလေးလံနေတဲ့အချိန်မှာကိုကတက်ကြွနေအကောင်မလေးဖြစ်နေရပေါ့နော်အဲ့ခံစားမှုလေးတော့ရပါရှင်อืม fashion တော်တော်များများအမီ idea ပါဒီဇိုင်နာချိုးရတာမှအမီကဒီတိုင်းချုပ်ပေးဆိုပြီးတော့ပြောပြီးတော့မှချုပ်တက်ချုပ်လိရှိရပေါ့နော်အဲ့လိုမျိုးပါပဲဟုတ်ရှက်တော့ရှက်တယ်မှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပွဲရောကြတော့အမီက အာ entertainment ဆိုတော့အင်မီတို့က entertainment လုပ်ရမယ့်လူတွေမှာပါတဲ့အတွက်အဲ့ဒီဝတ်စုံကိုအင်မီရွေးချယ်ဖြစ်တာပေါ့နော်ဆိုတော့ဝတ်တက်ဟာတော့ကောင်မလေးနဲ့ပဲ try ပြီးတော့ပဲဒီတိုင်းအမလိုက်တယ်ဆိုပြီးတော့ဝတ်လိုက်တာပါ။ဒါနဲ့ထူးခြားမှုတွေတော့ရှိနေမှာပါ။အဖြူဝမ်းဆက်နေတော့က Dragon Entertainment ဖွင့်တဲ့ရက်တော့ဖြစ်မှာပါ။ဟုတ်။အမှန်တော့လေအင်မီအဲ့လိုဖြင်းလို့ရှိရင်လေဒီအခုဆိုရင်အင်မီပေါ့နော်တေယုတ်ဆောင်တယောက်ဖြင်းတဲ့ရက်တင်နေပြီပေါ့။ဒါပေမဲ့အင်မီရဲ့လိုက်ကြီးကဖြင်းနေရတယ်ပေါ့။ဘာလို့လဲဆိုတော့ဒီအင်ဂျီဝတ်တက်ချိန်မှာလဲဒါပဲ push တွေ triple triple push တွေမပါဘူးလို့ ။ဘာလို့ဆိုမိကလေးတည်းရလေဆီလီကွန်ထည့်ရတဲ့မထည့်ရင်တော့ push လုပ်ထားကြတာကြီးပဲ။ဆိုတော့အမီကဒီတိုင်းလေးပဲဒီတိုင်းလေးပဲဝှက်ထားတာ။ဆိုတော့အဲ့မှာလဲအောက်မှာဘာကြီးလဲမသိဘူးရိတ်ထားရတယ်။ဒါပေမဲ့အင်ဒုန်းခဲပေါ့နော်။ဘာလို့စိတ်ကိုကိုတည်တယ်။ကိုရဲ့တည်ရမှုကိုတည်တယ်။ဒီလောက်နဲ့ဆုံးဖြတ်လို့မရဘူးဆိုတော့အမီအစိတ်တမ်းမှာတော့အေးဆေးပဲလို့ပြောချင်ပါတယ်ဒီဝတ်စုံနဲ့ပတ်သက်ပြီးတော့ဟုတ်ဟုတ်တယ်အဲ့တခုပဲပါပါတယ်ပြန်တဲ့ဟာကတော့ဝတ်စားလို့ပါပဲဟုတ် အိမ်မစက်ကိုဝေဖန်ခြင်းတော့အပြင်မှာတွေ့ပြီးမှသိမှဝေဖန်လို့ရမယ်လို့ပြောချင်ပါတယ်ဆိုတော့အပြင်ကနဲ့ထဲနဲ့အမြဲတခြားစီဖြစ်နေလို့ပါဟုတ်အခုဆိုအိမ်မဝေတည်အများကြီးချနေရပေါ့နော်အခုဆိုရင်၁၀ပေါင်တော့ကြာသွားပြီဆိုတော့ နောက်ထပ်လာချဖို့ရှိရပေါ့နော်ဆိုတော့ဝတ်ဝတ်စားဝေးရတဲ့ချိန်မှာအရင် fresh ဖြစ်လာတယ်ပြုလို့ရှိရင်ဒီမှာတပတ်ချင်းလေးတွေဘာတွေပျောက်လာတယ်ပေါ့နော်ဆိုတော့စိတ်ထဲမှာတော့ confidence level ကတော့အရင် high နေပါတယ်ဟုတ်အဲဖွက်ပွဲတွေနေရာဒေတာလိုက်မူတည်ပြီးတော့အမြဲဝတ်ပေးမှာပါဘာလဲဆိုတော့ဟိုရိုင်းလဲမရိုင်းဘူးယင်လဲမယင်နဲ့ဝတ်စားဝေးရမယ်ဆိုလဲအဲ့ fashion တိုင်းဝတ်မယ်အကြောင်းလူပညာရှင်တယောက်ဖြစ်တဲ့အတွက်အမြဲအမိကိုအမြဲ artist လို့သတ်မှတ်လိုက်တဲ့ချိန်ကနေစပြီးတော့စိတ်ဆက်ကြရပဲရုတ်ထင်တော့မယ်လို့စပက်တက်ချလိုက်တာပါဟုတ် အမှန်တမ်းပြောလို့ရှိရင်စိတ်ဆုံးမိတာနည်းနည်းပွားပါတယ်အပြင်မှာလုံးတွေ့ပဲနဲ့ပေါ့အပြင်မှာတွေ့လို့ရှိရင်ကြည့်လိုက်တာနဲ့ဘယ်နေရာပါဆိုတာအမီစန်ကကြည့်ရင်သိတယ်ကွာသိရမလားတင်ရဘလို့ခါကဘလို့ရင်ရမလားကြည့်ရင်သိတယ်ကွာဒါကြီးကြည့်ပြီးတော့မှ တတင်ကားတွေ့တဲ့ဟာမှာဆုံးဖြတ်ချက်တွေစောနေလို့နည်းနည်းတော့စိတ်ဆိုးတယ်လို့ပြောချင်ပါတယ်တချို့ရောက်ချောက်ရောက်ချောက်လိုက်တော်များများတော့သဘောကျနေပါတယ်အဲ့မိကလေးကြီးကြတော့ငကိုတဲကိုကလည်းနည်းနည်းရောက်ချောက်လေးသဘောကျတဲ့မတ်နေမှာဆိုရင်မိကလေးတွေကနည်းနည်းလေးခရက်ထတတ်တယ်ပေါ့နော်ဆိုတော့အင်မီကဓာရီကသိနေကြပဲဆိုတော့အမလီဘလို့ဝတ်ထားလဲဘာဖြစ်နေတယ်ညာဖြစ်နေတော့ရေးထားရေးထားပါဘာဒါပေမဲ့ဒုံခဲပါလို့ဘာမှစိတ်ဝင်စားဘူးဒီလိုစိတ်ဝင်စားလို့ရှိရင်တော့ လူပညာရှင်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အမေကအစိတ်ဝင်စားဘူးလို့ပြောချင်ပါတယ်ချစ်တက်လူကတော့ချစ်နေမှာပဲလို့ပြောချင်ပါတယ်ဟုတ်တယ်သူတို့မဲ့ကိုလည်းသဘောကျနေတဲ့ပုံတော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ငါကမလေးလည်းတွေ့တယ်သမီးတို့မှလည်းပါတယ်ကျွန်မတို့မှလည်းပါတယ်အဲငါမှလည်းပါတယ်ဆိုတော့အမျိုးသမီးလည်းတွေ့ရပါတယ်ဘယ်နဲ့ညာနဲ့ကွဲသေးတယ်ထင်တယ်ကြည်ရတာဆိုတော့ဒါတော့ကန်ကောင်းတယ်အမေကညာဘက်အောက်တယ်ညာဘက်ကန်ကန်ကောင်းတယ်လို့တော့မြင်တယ်ဘုတ်ကန်ကြီးတယ်ကန်ကောင်းတယ်လို့တော့မြင်ပါတယ် ဟုတ်ပွဲကိုလိုက်ပြီးတော့အမီဝတ်ဖို့ရှိပါတယ်ဟုတ်ပွဲလိုက်ပွဲလိုက်အမီဝတ်ဖို့ရှိတယ်လို့ပြောချင်ပါတယ်အမှန်တယ်ပေါ့နော်ဒါဒါပေမဲ့နည်းနည်းဖိဖျားဖိဖျားသလိုတော့ဖြစ်နေရပေါ့နော် dress ကိုနည်းနည်းစင်ပြဝတ်ထားရတဲ့အတွက်အစ်စ်မန်ကတော့အထက်နည်းနည်းပိုဖောင်းသလားနော်ဒါတော့ပြောစေချင်လို့ပါဟုတ်အဲသူတို့မြန်နည်းနည်းမားနေသေးရဲ့လို့အဲလိုပြောချင်တယ်ပြင်ရတယ်တကယ်စစ်မန်ကသူတို့သိပါတယ်စောက်ပေါ်ကလေးအဲလိုပဲပြောချင်ပါတယ်ဟုတ်